ပြောင်းစုကြံ့ခိုင်တဲ့ဘူမျိုးရေးပါတီကဆိုရဖွဲ့စည်းနိုင်ဖို့ပြည်စုံတဲ့ပါတီဖြစ်တာကြောင့်ကျိုင်းလုံးဒေသမှာရှိတဲ့ပြည်သူလူထုရဲ့ပညာရေးကျန်းမာရေးနဲ့စီးပွားရေးကဏ္ဍတွေကိုအစွမ်းကုန်မြင့်တင်ဆောင်ရွက်ပေးသွားနိုင်မှာဖြစ်တယ်လို့ပြည်တော်စုကြံ့ခိုင်တဲ့ဘူမျိုးရေးပါတီကျိုင်းတုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးတန်းထွန်းဦးကပြောကြားလိုက်ပါတယ်။ပြည်တော်စုကြံ့ခိုင်တဲ့ဘူမျိုးရေးပါတီဆိုတာလက်ရှိအခြေအနေမှာတော့ကျွန်တော်တို့ကဟလာဒီကျွန်တော်နိုင်ငံမှာဆိုရင်ဒါတက်တန်းအရင်ဆုံးပါတီအနေနဲ့ နောက်တကဟာလားအစိုးရဖွဲ့စည်းနိုင်ဖို့အတွက်ကိုလိုအပ်ချက်တွေအားလုံးပြည့်စုံတဲ့ပါတီဖြစ်ပါတယ်အစိုးရဖွဲ့ဖွဲ့စည်းနိုင်တဲ့ပါတီဖြစ်မှာကျွန်တော်တို့ကအစိုးရဖွဲ့ထွတ်တော်ကိုယ်စားလှယ်တောင်းနေတာထွတ်တော်ကိုယ်စားလှယ်ဖြစ်တောင်းရရှိကားတဲ့အခါမှာဒါနိုင်ကိုဒေတာအကျိုးပို့ပြီးတော့မှအကျိုးရှိရှိတောင်းဝန်ထားဆောင်နိုင်ပါတယ်ဖြစ်ပါတယ်ဒါကြောင့်လည်းကျွန်တော်အနေနဲ့ကတော့ဟုတ်လားဒီမျိုးသားဒီကျွန်တော်တို့ဒီလိုတော်အနေနဲ့ဟုတ်လားကျွန်တော်တို့ဒီ ပြည်တော်လူ့ကြခိုင်တဲ့ဘုံရွေးပါတီအနေနဲ့လည်းကျွန်တော်တို့ကနိုင်ငံအကျိုးပြုလုပ်ငန်းတွေအဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။ပြည်တော်လူ့ကြခိုင်တဲ့ဘုံရွေးပါတီမှာဆိုရင်တန်ကြိုက်တုံဒေသမှာတွတ်တုံကိုယ်စားလောင်း6ဦးဒါကျွန်တော်ရွေးချယ်ပြီးတော့ဒါကိုယ်စားလောင်းနေတဲ့ဝင်ရောက်မှာဖြစ်ပါတယ်။ဒီဒေသမှာရှိတဲ့ခုနပြောတဲ့ကျွန်တော်တို့တိုင်းသားများရဲ့ဟလာဒီလိုအပ်ချက်တွေပေါ့ကျွန်တော်ကိုယ်တိုင်လည်းဒီ အချိန်တို့ဒေတာမှာ time blue ကျွန်တော်တောင်းအောင်ထားဆောင်ခဲ့တာ9မိနစ်9မိနစ်တောင်းအောင်ထားဆောင်ခဲ့တာဖြစ်ပါတယ်။အလိုအပ်ချက်တွေကိုလည်းကျွန်တော်တို့ကအကုန်လုံးအသေးစိတ်ကျွန်တော်တို့သိရှိတာဖြစ်ပါတယ်။ဒါကြောင့်လည်းကျွန်တော်တို့အနေနဲ့ဟလာဒီတိုင်းတို့ဒေတာမှာရှိတဲ့တိုင်းရင်းသားပြည်သူများရဲ့အလိုအပ်ချက်တွေကိုကျွန်တော်တို့အပြည့်အဝစာဝဲပေးနိုင်မှာဖြစ်ပါတယ်။အထူးသဖြင့်ပြောရရင်တော့ပညာရေးကျန်းမာရေးနဲ့စီးပွားရေးပေါ့နော်။ အကျွန်တော်တို့ရဲ့ဒီဒေသခံတိုင်းသားတွေကအင်တာမားယူသားကြတဲ့အခါကျတော့ပညာရေးမှာလည်းကျွန်တော်တို့ကအဓိတပူပြီးတော့မှတိုးတက်အောင်ဆောင်ရွက်ကြဖို့လိုတာဖြစ်ပါတယ်เนาะအဲ့ဒီအတွက်ကိုလည်းကျွန်တော်တို့ကအပြေဝဒါကျွန်တော်တို့အနေနဲ့တောင်းဒီဟလာဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်တိုးတူပဲကျမ်းမာရေးကျမ်းမာရေးအတွက်ကိုလည်းကျွန်တော်တို့ကကျွန်တော်တို့ရဲ့နိုင်ငံသူနိုင်ငံသားတွေအသက်ရှင်ကျမ်းမာရေးအတွက်ကို ကျမ်းမာရေးကဏ္ဍနေပြီးတော့အဆုံးကုန်မြင့်တက်ပြီးတော့ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်လမ်းမဆက်သွေးရေးပေါ့အခုဆိုလမ်းနေရာတော်တော်လေးကျွန်တော်တို့ကပျက်စီးနေရဲပြင်ဆင်ဖို့လည်းလိုနေတာတွေရှိပါတယ်ဒါ යි လည်းကျွန်တော်တို့ဟလာတာဝန်ယူရတဲ့ကာလရောက်ရတော့ဒီအရေးပြင်ဆင်ဖို့ဆိုတာကတော့ကျွန်တော်အနည်းဆုံးတော့ဟလာကျွန်တော်ကရခင်အခြေအနေတက်ကောင်းအောင်တော့ကျွန်တော်တို့ကဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်ပြည်သူတွေအနေနဲ့၅နှစ်တကြိမ်ပြုတ်လုပ်တဲ့ရွေးကောက်ပွဲမှာ ကိုဒေတာအကျိုး တိုင်းပြည်ကျိုးကိုအမှန်တကယ်ဆောင်ရွက်နိုင်တဲ့ကိုယ်စားလှယ်လောင်းတဲ့ပါတီကိုမှန်မှန်ကန်ကန်ရွေးချယ်မဲပေးနိုင်မှု လိုအပ်တယ်လို့လည်းဦးတန်းထွန်းဦးကပြောပါဗျ။အဲ့တော့ရွေးကောက်ပွဲဆိုတာကတော့၅နှစ်မှတစ်ကြိမ်လောက်လုပ်ရတာဖြစ်ပါတယ်။အဲ့ဒီ၅နှစ်လောက်တစ်ကြိမ်လောက်လုပ်တဲ့အချိန်မှာဟလာအမှန်တကယ်ကုဒေသအကျိုးကိုအကျိုးပြုနိုင်တဲ့တော်တော်ကိုယ်စားလှယ်လောင်းကိုမှန်မှန်ကန်ကန်ရွေးချယ်နိုင်မှသာမိမိတို့လူလူချင်းရဲ့မဲပေးတာကလည်း အခုဒေသအကျိုးတိုင်းပြည်အကျိုးအတွက်အကျိုးရှိမှာဖြစ်ပါတယ်ရွေးကောက်ပွဲရဲ့အကျိုးကြီးအဲ့ဒါဒီဟလာအကျိုးဆောင်ဖို့လည်းပြည်ပြည်တော်ကဆောင်ရွက်နိုင်မှာဖြစ်ပါတယ်အဲ့တော့ပြည်သူတို့ကြီးတို့ကြီးမဲပေးရတဲ့မဲဆန္ဒရှင်တို့ကြီးတို့ကြီးကပြည်ပြည်တော်မဲပေးရတဲ့အခါမှာကိုပေးခြင်းနဲ့ပေးတဲ့ကိုဒေသဖို့မျိုးတိုးတက်အောင်ဆောင်ရွက်ပေးမယ်ကိုစရဲလောက်တော့ပါတီကိုမမှန်ကန်ကန်မဲပေးခြင်းဟာအခုဒေသအကျိုးကိုကိုယ်ရတဲ့တို့ကြီးအနေနဲ့ထမ်းဆောင်ခြင်းပဲဖြစ်ပါတယ် ကျိုင်းတုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးတန်းထွန်းဦးနဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကဒီဇင်ဘာလ3ရက်နဲ့4ရက်နေ့မှာကျိုင်းတုံမြို့နယ်တောင်ပေါ်ငါးအုပ်စုအမရီကျေးရွာနဲ့ရန်ခကျေးရွာအုပ်စုရန်ခကျေးရွာမှာဒေသခံပြည်သူတွေနဲ့တွေ့ဆုံခဲ့ပါတယ်။အဲဒီနောက်ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးဟောပြောပွဲကိုရန်ခကျေးရွာအုပ်စုရန်ခကျေးရွာကွင်းမှာပြုလုပ်ခဲ့ရာဒေသခံပြည်သူလူဦးရေ900ကျော်တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။